အားလုံးပဲမင်္ဂလာပါဒီနေ့မြမရွှေဈေးကမနက်ပိုင်းမှာအနေငယ်ကျပါတယ်မြမငွေဈေးတွေကလည်းအနေငယ်တက်ကြရှိပါတယ်ဒီနေ့က25ရက်နေ့3လပိုင်း2020နဲ့5ခုနေ့လက်ရှိတော့ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်မနက်ပိုင်း10:30မိနစ်30ရှိနေပါပြီမြမရွှေက15ဘဲရေတစ်ချက်သားကို64သိန်း9000နဲ့မှ9000 16ဘဲရေတစ်ချက်သားကိုဆိုင်ကရောင်းတဲ့ဈေးက68သိန်းနဲ့မှ8000ဆိုင်ကလက်ခံတဲ့ဈေးက60နဲ့မှ8သိန်းအရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်กว่าချမှုလည်းရှိနိုင်ပါတယ် ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4400နဲ့မှ30ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ80ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4000နဲ့မှ100စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3300နဲ့မှ30ဆိုင်ကလက်ခံတဲ့ဈေးက3200နဲ့မှ80တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ630နဲ့ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2995ကျပ်ထိုင်းမနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပဲပေးချက်ယူသမားတွေကဘတ်ငွေ980ကိုမြန်မာကျပ်ငွေ3000ကျပ်ပေးပဲယူသမားတွေက ကျပ်သိန်းကိုဘက်ငွေ965ဘက်ဂျပန်ငွေ3450ကိုဒသမ81ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ100ဒသမ939ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3330680ဒသမ33ကိုမြန်မာကျပ်ငွေတသိန်း အိန္ဒိယငွေ1926.41ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုတ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုတ်ဆက်ပြီးမှာပဲငွေလဲလဲလုတ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်မရွှေဈေးငွေဈေးတွေကိုမြန်မာတင်ပြပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ